ကျွန်တော်တို့ Photoshop ကိုအသုံးပြုပြီးတော့အခုလိုမျိုးအင်ကြီးလေးတွေပေါ်မှာစတေကာဒီဇိုင်းပြုလုပ်တဲ့နီလန်းလေးတွေကိုကျွန်တော်ဒီသင်ခန်းစာလေးမှာအသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်။မင်္ဂလာပါခင်ဗျာ။ကျွန်တော်ကတော့နိုင်လင်းထွန်းပါ။ကျွန်တော်ဒီရဲ့သင်ခန်းစာလေးတွေကိုလက်တွေ့ပြပေးဖို့ရအတွက် Photoshop software လေးတစ်ချက်လောက်ဖွင့်လိုက်ပါမယ်။ Photoshop software ဖွင့်လာပြီဆိုရင်တော့ကျွန်တော်တို့အရင်ဆုံးကြိုပြီးတော့မှပြုလုပ်ပေးထားပါလိမ့်ကကျွန်တော်တို့အသုံးပြုမဲ့အခုလိုမျိုးကျွန်တော်တို့ပြုလုပ်မယ်။ တီရှပ်အင်ကြီးပလိအင်ကြီးလေးတစ်ထည်ကျွန်တော်တို့ရှိထားရမယ်။ပြီးရင်တော့ကျွန်တော်တို့အဲ့ဒီအင်ကြီးပုံမှာတင်မဲ့စတေကာပုံလေးတွေကိုကျွန်တော်တို့ခရုံးကနေပြီးတော့မှကျွန်တော်တို့အလွယ်တကူဒေါင်းလုဒ်ဆွဲလို့ရတယ်ပေါ့နော်။ plain t-shirt ဆိုပြီးတော့ကျွန်တော်တို့ရိုက်ရှာလို့ရတယ်။စတေကာဒီဇိုင်းဆိုပြီးတော့ကျွန်တော်တို့ရိုက်ရှာလို့ရတယ်ပေါ့နော်။အဲ့တော့ဒီရက်ပုံလေးတွေကျွန်တော်တို့အရင်ဆုံးကြိုပြီးတော့မှဒေါင်းလုဒ်လေးဆွဲပေးထားပါမယ်။တကယ်လို့အခုကျွန်တော်ဒီမှာပြပေးမယ်ကျွန်တော်တင်ပေးမယ်ဒီရက်အင်ကြီးပုံလေးနဲ့ကျွန်တော်တို့စတေကာပုံလေးတွေကျွန်တော်တို့ရကြတယ်ဆိုရယ်လေ ကျွန်တော်ရဲ့ Facebook page messenger ကနေပြီးတော့လာပြီးတော့တောင်းလို့ရပါတယ်ကျွန်တော်ဒီရက်ပုံလေးတွေကျွန်တော်ပို့ပေးမယ်ပေါ့နော်အခုဒီတော့ဒီရက်ဓာတ်ပုံလေးတွေကျွန်တော်တို့ကအရင်ဆုံးဒေါင်းလုဒ်ဆွဲပြီးသွားပြီဆိုရင်နော် Photoshop software လေးကိုတစ်ချက်ဖွင့်ပြီးတော့အဲ့ဒီပုံလေးတွေကျွန်တော်တို့ edit စပြီးတော့ပြုလုပ်ရမှာဖြစ်ပါတယ်ဒီတော့ဒီရက်ပုံလေးတွေကိုပြုလုပ်ဖို့ရာအတွက်ပုံလေးတွေအရင်ဆုံးဖွင့်လိုက်ပါမယ် file ကနေပြီးတော့မှ open ဒါမှမဟုတ် keyboard ကနေပြီးတော့မှ control ရယ် o ရယ်နှိပ်ပြီးတော့ကိုယ့်ရဲ့ကွန်ပျူတာထဲမှာရှိနေတဲ့ကိုဒေါင်းလုဒ်ဆွဲထားတဲ့ ကျွန်တော်တို့ပုံလေးတွေကိုအခြေဆုံးဖွင့်ပေးရပါမယ်ဒီတော့ကျွန်တော်ကတော့ဒီမှာပုံကို data ဒီထဲကနေပြီးတော့ design pose ဆိုတဲ့အထဲမှာကျွန်တော်တို့ Photoshop CC 2020 color ထဲမှာတင်ထားပါတယ်ဒီတော့ဒီထဲကနေပြီးတော့ design ဆိုတဲ့အထဲမှာအော်ကျွန်တော်တို့ဒီမှာဒီရဲ့အင်ကြီးပုံလေးရဲ့သူ့ကို select လေးပေးထားလိုက်ပါမယ်ပြီးပြီဆိုရင်တော့ကျွန်တော်တို့က subscribe နေပြီးတော့အောက်ကိုဆွဲမယ်နောက်ထပ်ကျွန်တော်တို့ပုံလေးတွေတစ်ပြိုင်တည်းကျွန်တော်တို့ဖွင့်လိုက်မယ်ပေါ့နော် ဒီတော့အခုကျွန်တော်တို့ဒီမှာဒီပုံလေးရေပေါ့အပေါ်မှာရှိနေတဲ့ပုံလေးတစ်ပုံကိုကျွန်တော်တို့ဆက်လက်ပေးခဲ့တာဖြစ်တဲ့အတွက်ပုံလေးကိုကျွန်တော်တို့ blind to ဖွင့်ကျင်တယ်ဆိုရင် keyboard ကနေပြီးတော့ control key ကိုလက်ကဖိထားပြီးတော့ဒီရက်ပုံလေးကိုလည်း click တစ်ချက်နှိပ်လိုက်ဒါဆိုရင်ကျွန်တော်တို့အပေါ်ကပုံရေအောက်ကပုံရေပုံတစ်ခုလုံးကိုကျွန်တော်တို့ဆက်လက်ပေးပြီးသားလေးဖြစ်သွားလိမ့်မယ်ပေါ့ပြီးရင်နောက်ထပ်ကျွန်တော်တို့ကဒီရက်ပုံလေးကိုပါဆက်လက်ပေးမှာဖြစ်တဲ့အတွက် control key ကိုလက်ကဖိ click တစ်ချက်နှိပ်လိုက်ဒါဆိုရင်ကျွန်တော်တို့ပုံလေး၃ပုံလုံးကိုကျွန်တော်တို့ကြိုင်နေ ဆက်လက်လေးပေးခဲ့ပြီးဖြစ်တယ်။ပြီးရင်တော့ကျွန်တော်တို့ဒီမှာ open ဆိုပြီးတော့နှိမ့်လိုက်တာနဲ့တပြိုင်တည်းပုံလေးတွေအားလုံးကျွန်တော်တို့ပွင့်လာမယ်ပေါ့နော်။ဒီတော့ဒီရဲ့အင်ဂျီလေးပေါ်မှာကျွန်တော်တို့ကဒီဘက်မှာရှိနေတဲ့စတေကာရုပ်ပုံလေးကျွန်တော်တို့ကထည့်မှာဖြစ်တဲ့အတွက်ဒီကကျွန်တော်တို့ဒီမှာ t-shirt အင်ဂျီလေးမှာကျွန်တော်တို့မလိုအပ်တဲ့အပိုင်းလေးတွေကျွန်တော်တို့အရင်ဆုံးဖြတ်ထုတ်ပါမယ်။ဒီရဒီရဒီရအင်ဂျီလေးမှာဆိုရင်ကျွန်တော်တို့ဒီမှာသူ့မှာဒီရ logo အယုံလေးပါနေတယ်ဗောနော်ကျွန်တော်တို့ကဒီရ logo အယုံပုံလေးကိုမလိုချင်တာဖြစ်တဲ့အတွက် ဒီရဲ့ logo ရုပ်ပုံလေးကိုအရင်ဆုံးဖျောက်ပေးရပါမယ်။ဒါလေးကျွန်တော်တို့ဖျောက်ဖို့ရာအတွက်ဆိုရင်တော့တူဘောက်ကနေပြီးတော့မှကျွန်တော်တို့ဒီမှာ laser tool လေးခေါ်လို့ရတယ်။ keyboard shortcut ကနေဆိုရင်ကျွန်တော်တို့ alien ုံနှိပ်ပြီးတော့ခေါ်လို့ရပါတယ်။ဒါလေးကျွန်တော်တို့ copy သွားပြီဆိုရင်တော့ကိုမလိုအပ်တဲ့အစိမ်းပိုင်းလေးတွေကိုဖျောက်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီရဲ့ပုံလေးကိုအခုလိုမျိုးလေးမောင်းနေဖိဆွဲပြီးတော့ selection လေးပေးခက်လိုက်ပါမယ်။အခုလိုမျိုး selection ပေးပြီးသွားပြီဆိုရင်တော့ဒီရဲ့ပုံလေးကိုကျွန်တော်တို့က ဘေးမှာရှိနေတဲ့ကာလာရီနဲ့အစားထုတ်မှာဖြစ်တဲ့အတွက်ကွန်တက်အဝဲတူလေးကျွန်တော်တို့သုံးပါမယ်။ဒါကြောင့် active menu တွေကနေပြီးတော့ face ဆိုတဲ့ tag ကိုဝင်လိုက်မယ်။ဒီ tag ကနေပြီးတော့မှကျွန်တော်တို့ဒီမှာ content aware ဆိုတာလေးကျွန်တော်တို့ရွေးပေးထားမယ်။ okay လေးနဲ့လိုက်တာနဲ့တပြိုင်တည်းကျွန်တော်တို့ဒီရဲ့ logo ရုပ်ပုံလေးကကျွန်တော်တို့ပျောက်သွားတာကိုတွေ့ရပါလိမ့်မယ်။ဒီတော့ကျွန်တော်တို့မလိုချင်တဲ့အပိုင်းလေးတော့ကျွန်တော်တို့ကဖျောက်ပြီးသွားပြီ။ဒီမှာကျွန်တော်တို့ selection လေးဝင်နေတာဖြစ်တဲ့အတွက် selection ကိုပြန်ပြီးတော့ဖြုတ်ပါမယ်။ ကီးဘုတ်ကနေပြီးတော့မှ control ရယ် d ရယ်နှိပ်ပြီးတော့ selection လေးပြန်ဖြုတ်လို့ရပါတယ်အခုလောလောဆယ်ကျွန်တော်တို့ဒီမှာ mouse pointer မှာ laser tool ဝင်နေပါတယ်ကီးဘုတ်ကနေပြီးတော့ view နှိပ်ပြီးတော့ move tool လေးကျွန်တော်တို့ copy လိုက်ပါမယ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာဒီဘက်ကစတေကာရုပ်ပုံလေးကိုဒီရက် t-shirt အင်ကြီးလေးပေါ်မှာကျွန်တော်တို့ကထည့်ချင်တာဖြစ်တဲ့အတွက်သူ့ရဲ့ t-shirt အင်ကြီးရဲ့ကျွန်တော်တို့ဒီမှာ final ကိုဝင်ပေးလိုက်မယ် သူ့ရဲ့အပေါ်ဘားဒန်လေးရဲ့နေပြီးတော့မောက်ရဲ့လက်ကလေးနဲ့ဖိဆွဲပြီးတော့အခုလိုမျိုးလေးအောက်ကိုဖိဆွဲလိုက်ပါမယ်။ပြီးရင်ကျွန်တော်တို့ကဒီရက်ဓာတ်ပုံလေးကိုဒီရက်ကျွန်တော်တို့ T-shirt အင်ကြီးလေးထဲမှာဆွဲပြီးတော့ထည့်လိုက်ပါမယ်။ဒါဆိုရင်တော့ကျွန်တော်တို့ရသွားပြီ။ဒီပုံလေးကမလိုအပ်တော့တာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာကလုဆွာလေးနဲ့ပိတ်ခဲ့လိုက်ပါမယ်။ order ကိုလက်ကဖီမောက်ရဘိန်းလုံးလေးနဲ့ကျွန်တော်တို့ဒီမှာမြင်ကွင်းလေးအချုံအချက်လုပ်လို့ရပါတယ်။ပြီးပြီဆိုရင်တော့ဒီရက်ဓာတ်ပုံလေးကအင်ကြီးပေါ်မှာအနှဲငယ်ကျွန်တော်တို့ကြီးနေပါတယ်။ တို့ကျွန်တော်တို့နည်းနည်းလေးသိဖို့ရာအတွက် control ရဲ့ tn နှိပ်ပြီးတော့ pre transform tool လေးခေါ်မယ်တောင်းကနေပြီးတော့မှကျွန်တော်တို့ဒီမှာပေါင်းနဲ့ဖိဆွဲပြီးတော့အင်ကြီးလေးပေါ်မှာကျွန်တော်တို့ကိုတင်မဲ့အနေအထားလောက်လေးမှာဆွဲပြီးတော့မှသေးလိုက်ပါမယ်ကိုယ့်ရဲ့စိတ်တိုင်းကျကျွန်တော်တို့ရသွားပြီဆိုရင်တော့ကျွန်တော်တို့ under လေးခောက်ပေးလိုက်ပါမယ်အခုလောလောဆယ်ကျွန်တော်တို့ဒီမှာအင်ကြီးလေးပေါ်မှာကျွန်တော်တို့စတေကာပုံကိုကျွန်တော်တို့ဆွဲပြီးတော့ထည့်လိုက်တဲ့အတွက်ကျွန်တော်တို့ဒီမှာအင်ကြီးဘော်မှာ အခု DS စတေကာရုပ်က ဒီတိုင်းပလိန်တင်ထားတဲ့ပုံစံမျိုးကျွန်တော်တို့ဖြစ်နေတယ်ပေါ့နော်ဒါကိုကျွန်တော်တို့ကလိုချင်တာမဟုတ်ဘူးလုံးဝကျွန်တော်တို့ကစတေကာပုံစံလေးကျွန်တော်တို့လိုချင်တယ်အင်းကြီးမှာကျွန်တော်တို့ဒီမှာ line အတွန့်အတွန့်လေးတွေကျွန်တော်တို့ပါနေတယ်အခုလိုမျိုးအင်းကြီးခောက်တွန့်ရာလေးအတိုင်းကျွန်တော်တို့ဓာတ်ပုံလေးကိုလည်းကျွန်တော်တို့လိုချင်တာဖြစ်တဲ့အတွက်ဒီရက်ကျွန်တော်တို့ဒီမှာ layer ပေါက်မှာ layer 1ဆိုတဲ့ကျွန်တော်တို့ဒီရက်စတေကာအယုတ်ပုံလေးကိုရှေ့မှာကျွန်တော်တို့မျက်စိလေးခဏလောက်မှိတ်ပေးခဲ့ပါမယ်မှိတ်ပြီးသွားပြီဆိုရင်တော့ဒီရက်အင်းကြီးလေးကိုကျွန်တော်တို့ကတီးတဲ့ PS define နဲ့အရင်ဆုံးကျွန်တော်တို့သိမ်းပေးရပါမယ်။ဒါလေးသိမ်းဖို့ရာအတွက် control ရဲ့ s ရဲ့ကျွန်တော်တို့နှိပ်ခက်လိုက်မယ်။နှိပ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ server UI computer ဆိုတာလေးကျွန်တော်တို့နှိပ်ခက်ပေးမယ်။ဒီတော့ကျွန်တော်တို့ဒီမှာ desktop ပေါ်မှာပဲကျွန်တော်တို့ PS define လေးသိမ်းလိုက်ပါမယ်။ file name ကိုတော့ကျွန်တော်တို့ t-shirt လို့ပဲပေးခက်လိုက်မယ်။ share type ဆိုတဲ့နေရာလေးမှာတော့ကျွန်တော်တို့က Photoshop file လေးနဲ့သိမ်းခက်ရမှာဖြစ်တဲ့အတွက် Photoshop PSD ဆိုတဲ့ format လေးကိုရွေးပေးထားမယ်။ ပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာစိတ်ဆွာလေးနှိပ်ခက်လိုက်မယ်။ Okay လေးနှိပ်ခက်လိုက်မယ်။ဒါဆိုရင်တော့ကျွန်တော်တို့ဒီရဲ့အင်ကြီးပုံလေးကြည့်ပဲသိတဲ့ Photoshop file အနေနဲ့ကျွန်တော်တို့ computer screen desktop ပေါ်မှာကျွန်တော်တို့သိမ်းပေးသွားတာကိုတွေ့ရပါလိမ့်မယ်။အခုလိုမျိုးလေးသိမ်းပြီးသွားပြီဆိုမှ layer ပေါက်မှာကျွန်တော်တို့မျက်စိလေးမိတ်ခဲ့တဲ့ layer 1ဆိုတဲ့ပုံလေးကိုကျွန်တော်တို့မျက်စိလေးပြန်ပြီးတော့ဖွင့်ခက်လိုက်ပါမယ်။ပြီးရင်တော့သူ့ရဲ့ပုံလေးကိုဆက်လက်ပေးထားမယ်။ကျွန်တော်တို့ effect လေးတစ်ခုထည့်လိုက်ပါမယ်။ fader ထဲကနေပြီးတော့မှ ဒဇော့ဆိုတဲ့ထဲကိုဝင်လိုက်ပါမယ်ဖီတာတွေကနေပြီးတော့ဒဇော့ဆိုတဲ့ထဲကိုဝင်မယ်ဒီအပေါ်ဆုံးမှာရှိနေတဲ့ကျွန်တော်တို့ display ဆိုတဲ့ထဲကိုကျွန်တော်တို့ဆက်ပြီးတော့ဝင်လိုက်ပါမယ်ဒီအထဲမှာဆိုရင်ကျွန်တော်တို့က horizontal scale နဲ့ vertical scale နဲ့ကျွန်တော်တို့ကနှစ်ခုရှိပါတယ်ဒါလေးကကျွန်တော်တို့ဘာပြောလဲဆိုရင်တော့အခုဒီမှာကျွန်တော်တို့အင်းကြီး t-shirt ပေါ်မှာကျွန်တော်တို့ diet ဓာတ်ပုံလေးမှာတင်ထားတယ်သူရဲ့အနားလေးတွေကကျွန်တော်တို့အဖြောင့်အတိုင်းလေးပဲကျွန်တော်တို့ဖြစ်နေတယ်။ဒါကိုကျွန်တော်တို့ကအောက်မှာရှိနေတဲ့ အင်းကြီးပုံစံအတိုင်းပဲအင်းကြီးလေးကအတော့အတိုင်းသွားတယ်ဆိုရင်အဲ့ဒီအတော့အတိုင်းသွားကျင်တဲ့ပုံစံစကေးလေးတွေကိုကျွန်တော်တို့ဒီရဲ့နေရာလေးမှာသတ်မှတ်ပေးရပါမယ်ဒီနေရာမှာတော့ဘလောက်ထည့်ရမယ်ဆိုပြီးတော့အတိအကျမရှိဘူးကိုပြုတ်လုံးမဲ့ဓာတ်ပုံနဲ့ကိုက်ညီမှုရှိတဲ့စတယ်လေးတွေကိုကျွန်တော်တို့ရွေးချယ်ပြီးတော့ထားခဲ့လို့ရတယ်ကျွန်တော်ကတော့ဒီမှာ horizontal scale ကိုတန်းလောက်ထားခဲ့မယ် vertical scale ကိုလည်းကျွန်တော်တို့တန်းလောက်ထားခဲ့ပါမယ်ပြီးရင်တော့ okay လေးနဲ့လိုက်မယ် ။ Okay နဲ့လိုက်တန်တဲ့တပြိုင်တည်းအခုလိုမျိုးလေးကျွန်တော်တို့ပေါ်လာပါလိမ့်မယ်။ဒီတော့အစောနှောင်းကကျွန်တော်တို့ကအင်ကြီးပလိန်ပုံလေးကြီးပဲ Photoshop file နဲ့တင်ထားခဲ့တဲ့ PSD file လေးကိုကျွန်တော်တို့ဆက်လက်လေးပေးလိုက်မယ်။ပြီးရင်တော့ကျွန်တော်တို့ကဒီမှာ open ဆိုပြီးတော့မှလုပ်လိုက်မယ်။ open လုပ်လိုက်တာနဲ့တပြိုင်တည်းကျွန်တော်တို့ဒီမှာသတိထားမိပါလိမ့်မယ်ကျွန်တော်တို့အစောနောက်ကဒီရဲ့စတေကာပုံလေးကသူ့ရဲ့အနားလေးတွေမှာအဖြောင့်အတန်းလေးပဲသွားတယ်အခုဒီမှာဆိုရင်ကျွန်တော်တို့အနားလေးတွေကအနှမ်းငယ်ကျွန်တော်တို့အတွန်းအတွန်းပုံစံလေးတွေကျွန်တော်တို့ဖြစ်သွားပါတယ် ဒီလိုပုံစံလေးဖြစ်သွားပြီဆိုရင်တော့သူ့ရဲ့လေယာလေးမှာလေယာ1ရဲ့အပေါ်နာမှာကာလာမုတ်ပြောင်းတဲ့နေရာလေးရှိတယ်။ဒီရဲ့ကာလာမုတ်မှာကျွန်တော်တို့က normal ဖြစ်နေပါတယ်။ဒီနေရာလေးမှာကလစ်တစ်ချက်နှိပ်ပြီးတော့ multiply ဆိုတာလေးကျွန်တော်တို့ရွေးထားခဲ့လိုက်ပါမယ်။ multiply ကိုရွေးလိုက်တဲ့နောက်တစ်ပြိုင်နဲ့အစောနာကကျွန်တော်တို့စတေကာအယုတ်ပုံမှာရှိနေတယ်။နောက်ခံအဖြူ background လေးကကျွန်တော်တို့အနှဲငယ်အခုလိုမျိုးလေးမှိန်သွားတာကိုကျွန်တော်တို့တွေ့ရပါလိမ့်မယ်။ဒီလိုပုံစံလေးရပြီဆိုရင်တော့ ဒီရဲ့နောက်ခံအဖြူမှာကျွန်တော်တို့ဒီမှာအခုလိုမျိုးလေးဒီအမဲလိုင်းလေးကျွန်တော်တို့ပေါ်နေတယ်ပေါ့နော်ဒါကိုကျွန်တော်တို့ကပါနေတဲ့အတွက်အင်ဂျီပေါ်မှာစတေကာမုတ်ကတ်တင်တာကျွန်တော်တို့တိုက်ပြီးတော့ကြည့်ရတာအဆင်မပြေနေဘူးဒါကြောင့်ဒီရဲ့ကျွန်တော်တို့ကအမဲလိုင်းလေးကိုကျွန်တော်တို့ကဖြတ်လိုက်ပါမယ်ဒါကြောင့်ကျွန်တော်တို့ keyboard ကနေပြီးတော့ shortcut key E ကိုနှိပ်ပြီးတော့ eraser tool လေးကျွန်တော်တို့ခေါ်ပါမယ် right click လေးနှိပ်ပြီးတော့မှကျွန်တော်တို့ဒီမှာ surround brush လေးကိုကျွန်တော်တို့ရွေးပေးထားမယ်ပြီးရင်တော့ဒီမှာအမဲအောင် line လေးတွေကို အခုလိုမျိုးလေးမောက်နဲ့ကျွန်တော်တို့ကဆွဲပြီးတော့ဖြတ်လိုက်တယ်ဆိုရယ်နော်ကျွန်တော်တို့ဒီမှာပုံမှာအခုလိုမျိုးအမဲအောင် line လေးတွေကျွန်တော်တို့ကမပေါ်တဲ့အတွက်ကြည့်ရတာပုံပြီးတော့မှကျွန်တော်တို့ကောင်းသွားတယ်ပေါ့နော်ဒီတော့မြင်ကွင်းလေးချက်ကြည့်လိုက်မယ်အစောနာလိုမျိုးကျွန်တော်တို့နောက်ကန် background အမဲအောင် line ကျွန်တော်တို့မပေါ်တော့ပါဘူးဒီတော့ဒီလိုပုံစံလေးလောက်ပြီးသွားပြီဆိုရယ်နော် keyboard ကနေပြီးတော့မှဘူယိုနှိပ်ပြီးတော့မူတူးကိုကျွန်တော်တို့ပြန်ခေါ်ထားပါမယ်ခေါ်ပြီးသွားပြီဆိုရင်တော့သူ့ရဲ့လေယာပေါ်မှာ မောင်းနဲ့ကျွန်တော်တို့နှစ်ချက်နှိမ့်လိုက်ပါမယ်။နှစ်ချက်နှိမ့်လိုက်တာနဲ့တကြိမ်နဲ့အခုလိုမျိုးကျွန်တော်တို့ layer style ဆိုတဲ့ blending option ပေါက်လေးကျွန်တော်တို့ကြာလာပါလိမ့်မယ်။ဒီပုံစံလေးကြာလာပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာရှိနေတဲ့ sticker ကအင်ကြီးပေါ်မှာကျွန်တော်တို့ကတင်ထားတယ်။အောက်မှာအင်ကြီးအတွန့်အတွန့်အတိုင်းကျွန်တော်တို့ကအောက်ကအင်ကြီးလေးတွေမှာကျွန်တော်တို့ကတွန့်သွားတဲ့အခါမှာဒီအဖြူလေးတွေကျွန်တော်တို့ထနေတယ်ပေါ့နော်ဒီပုံစံလေးတွေကျွန်တော်တို့ဆက်ပြီးတော့ပြုလုပ်ဖို့ရအတွက် ပလန်နီအော်ပရှင်ပေါက်ထဲကနေပြီးတော့မှကျွန်တော်တို့ဒီရဲ့အတုံးလေးတွေမှာကီးဘုတ်ကနေပြီးတော့မှအော်တာကိုလက်ကဖိထားပြီးတော့အခုလိုမျိုးလေးကျွန်တော်တို့ကနန်းငယ်ဖိပြီးတော့ဆွဲလိုက်ပါဒီဘက်ကိုကျွန်တော်တို့ကအော်တာကီးကိုဖိပြီးတော့မှဆွဲလိုက်မယ်အခုဒီမှာကျွန်တော်တို့တီရှယ်အင်ကြီးပေါ်မှာကျွန်တော်တို့ကြည့်လိုက်ပါမယ်ပြောင်းလဲသွားတဲ့ကျွန်တော်တို့အနေထားလေးတွေကိုကျွန်တော်တို့တွေ့ရပါလိမ့်မယ်ဒီတော့ကိုကဘလောက်အနေထားလေးနဲ့ထားကြလဲကျွန်တော်တို့ကိုယ့်ရဲ့စိတ်တိုင်းကြလေအော်တာကီးကိုဖိပြီးတော့မှကျွန်တော်တို့ထားခဲ့လို့ရပါတယ်ဒီတော့ကျွန်တော်ဒီလောက်ပုံစံ အနေထားလောက်လေးပဲထားခဲ့လိုက်မယ်ဒါလေးကျွန်တော်တို့ကိုယ့်ရဲ့စိတ်တိုင်းရရပြီဆိုရင်တော့โอเคလေးနေလိုက်ပါမယ်နိုင်ပြီးသွားပြီဆိုရင်တော့နောက်တစ်ဆင့်အနေနဲ့ပုံဝင်ကျွန်တော်တို့ကကာလာအယောင်ကိုနည်းနည်းလေးကျွန်တော်တို့ကစိုးတောက်မှုအားကောင်းအောင်ကျွန်တော်တို့ပြုလုပ်လိုက်ပါမယ်ဒီတော့အခုလောလောဆယ်ဒီရဲ့ပုံပေါ်မှာကျွန်တော်တို့ကစတေကာအယောက်ပုံရဲ့ကာလာလေးရတိတ်ပြီးတော့မှကြည့်လို့မကောင်းဘူးအယောင်လေးရကျွန်တော်တို့ဖြော့ဖြော့အနေထားလေးဖြစ်နေတယ်ပေါ့နော်ဒါတော့ကျွန်တော်တို့ကအယောင်အနှဲငယ်တင်ဖို့ရအတွက်ကီးဘုတ်ကနေပြီးတော့ control key ရဲ့ အလယ်ရံကိုကျွန်တော်တို့နှိပ်ပြီးတော့ level ဆိုတဲ့ဘောက်လေးကျွန်တော်တို့ခေါ်လိုက်ပါမယ်ပြီးသွားပြီဆိုရင်တော့ဒီမှာသူ့ရဲ့ color အယောင်ကိုနည်းနည်းလေးကျွန်တော်တို့ကအယောင်လေးတင်လိုက်ပါမယ်ဒါဆိုရင်တော့အယောင်ကပို့ပြီးတော့မှစိုးစိုးတောက်တောက်လေးကျွန်တော်တို့ကဖြစ်သွားတာကိုကျွန်တော်တို့တွေ့ရပါလိမ့်မယ်ကိုယ့်ရဲ့စိတ်တိုင်းကြရသွားပြီဆိုရင်တော့ okay လေးနှိပ်လိုက်ပါမယ် control ရဲ့ mn နှိပ်ပြီးတော့မှ cut ဆိုတဲ့ဘောက်လေးကိုကျွန်တော်တို့ဖွင့်လိုက်မယ်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ နည်းနည်းလေးကျွန်တော်တို့အကြောင်းလေးထပ်ပြီးတော့တင်လိုက်မယ်ဒါဆိုရင်တော့ကျွန်တော်တို့အဆင်ပြေသွားပြီဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့က Photoshop ကိုသုံးပြီးတော့အခုလိုမျိုးကျွန်တော်တို့ T-shirt plain အင်ကြီးလေးတွေပေါ်မှာစတေကာလေးတွေကျွန်တော်တို့တင်ချင်တယ်ဆိုရင်တော့အခုနီလန်လေးတိုင်းကျွန်တော်တို့လိုက်ပြီးတော့မှပြုလုပ်လို့ရပါတယ်ဒါကတော့ကျွန်တော်ကထင်သာမြင်သာလေးရှိတော့ T-shirt plain လေးတွေပေါ်မှာပြပေးတာပေါ့နော်အခြားကျွန်တော်တို့ဆက်ဆက်ပြီးတော့မှအခုလိုပုံစံလုပ်လို့ရတဲ့အနေထားလေးတွေလည်းကျွန်တော်တို့အများကြီးပဲရှိပါတယ်ဒါဆိုနားလည်လောက်မယ်လို့ထင်တယ် ဒီတော့ဒီရဲ့ဒီရှယ်အင်ဂျင်လေးကျွန်တော်တို့လေ့ကျင့်ပြီးသွားပြီကိုကိုတိုင်းလောက်တက်သွားပြီဆိုရင်ကျွန်တော်တို့နောက်ထပ်မတူညီတဲ့လေ့ကျင့်ခန်းလေးထပ်ပြီးတော့မှမတူညီတဲ့ပုံလေးနဲ့နောက်တစ်ခေါက်ထပ်ပြီးတော့မှစမ်းကြည့်ပါမယ်ဒီတော့ကျွန်တော်တို့ဒီမှာဒီဘက်ကပုံလေးလေ့ကျင့်ပြီးသွားပြီဆိုရင်ဒီပုံလေးနဲ့ကျွန်တော်တို့ထပ်ပြီးတော့မှနောက်တစ်ခုကျွန်တော်တို့ထပ်ပြီးတော့စမ်းကြည့်ပါမယ်ဒါကြောင့်ကျွန်တော်တို့ဒီရဲ့ပုံလေးကိုမျက်စိလေးကျွန်တော်တို့မှိတ်ထားခဲ့လိုက်ပါမယ်ဒီဘက်ကပုံလေးနဲ့ကျွန်တော်တို့ထပ်ပြီးတော့မှလေ့ကျင့်မှဖြစ်တဲ့အတွက်သူ့ရဲ့ဗားဒံကနေပြီးတော့အောက်ကိုဆွဲချတယ် ီပုံလေးကိုကျွန်တော်တို့ကဒီထဲကိုဆွဲပြီးတော့ထည့်လိုက်မယ်ဒီတော့ဒီရက်ဓာတ်ပုံလေးကလည်းမလိုအပ်တော့ပါဘူးကျွန်တော်တို့ဒီမှာကလုတ်နဲ့ပိတ်လိုက်ပါမယ်ဟောဒီရက်ပုံမှာဆိုရင်ကျွန်တော်တို့ကနောက်ခံ background မလိုအပ်တဲ့အဖြူအနားသားတွေကအရန်ကျွန်တော်တို့ပို့ထွက်နေပါတယ်ဒါတွေကိုဖျောက်ဖို့ရအတွက်ဒူဘောက်ကနေပြီးတော့ rectangular mark with tool လေးကျွန်တော်တို့ခေါ်ပေးလိုက်မယ်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာလေးလောင်းခွက်လေးရခုလိုမျိုးဆွဲလိုက်ပါမယ် selection ကပုံအတွင်းထဲကိုဝင်နေတယ်ကျွန်တော်တို့ဖြတ်ချင်တာက မလိုအပ်တဲ့ဘေးကအဖြူတွေကိုဖြတ်ချင်တာဖြစ်တဲ့အတွက် selection ကိုပြောင်းပြန်လန်လိုက်ပါမယ် control shift i ကိုကျွန်တော်တို့နှိပ်ပြီးတော့ selection ကိုပြောင်းပြန်လန်လိုက်မယ်ပြီးရင်တော့ bus bay ကိုနှိပ်ပြီးတော့မှကျွန်တော်တို့ဒီမှာပုံနေတဲ့အဖြူသားတွေကိုကျွန်တော်တို့ဖြတ်ခဲလို့ရပါတယ် selection ပြန်ဖြုတ်ပါမယ် control ရဲ့ d ရဲ့နှိပ်ပြီးတော့ selection လေးပြန်ဖြုတ်မယ် v ကိုနှိပ်ပြီးတော့ move tool လေးကိုခေါ်ထားခဲ့ပါမယ်ဒီတော့ DF ပုံလေးမှာလဲကျွန်တော်တို့ကအင်းကြီးပုံမှာကိုတင်မဲ့အနေထားလေးဆိုင်ကြီးသေးချိန်ပေးရပါမယ် control key ရဲ့ TL နှိပ်ပြီးတော့ pre transform tool လေးခေါ်လိုက်မယ်။ပုံပုံမှာကျွန်တော်တို့ဒီရဲ့အနေထားလေးထားလိုက်မယ်။ enter လေးခောက်ပေးလိုက်ပါမယ်။ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကဒီရဲ့ဓာတ်ပုံလေးမှာလည်းသူ့ရဲ့ view အနားသားလေးတွေကိုအနှဲငယ်အတွန့်တွန့်ပုံစံလေးတွေကျွန်တော်တို့လိုချင်တာဖြစ်တဲ့အတွက်အစောနာကလိုပဲကျွန်တော်တို့ fader လေးကနေပြီးတော့ desert ဆိုတဲ့ထဲကိုဝင်မယ်။ display ဆိုတဲ့ tag ကိုဝင် ပြီးတော့ဒီမှာကျွန်တော်တို့ horizontal scale နဲ့ vertical scale ကိုကျွန်တော်တို့တန်းလောက်ပဲထားခဲ့မယ်။ okay လေးနှိပ်ခက်လိုက်ပါမယ်။ ပြီးသွားပြီဆိုရင်တော့အစောနောက်ကကျွန်တော်တို့ဒီမှာ play edition အင်ဂျီပုံလေးကျွန်တော်တို့စေထားခဲ့တယ် Photoshop file လေးကို select ပေးပြီးတော့ open ဆိုပြီးတော့ကျွန်တော်တို့လုပ်ခဲ့လိုက်ပါမယ်အခုလိုမျိုးအနားလေးတွေကအနှဲငယ်ကျွန်တော်တို့တွန့်သွားပြီဆိုရင်တော့ color box မှာကျွန်တော်တို့က normal ဖြစ်နေပါတယ်ဒီနေရာမှာကျွန်တော်တို့ multiply ကိုကျွန်တော်တို့ရွေးပေးထားခဲ့လိုက်ပါမယ်ပြီးသွားပြီဆိုရင်တော့သူ့ရဲ့ကျွန်တော်တို့က background အမဲအောင် line လေးတွေကျွန်တော်တို့ border ကိုဖျောက်ပါမယ် shortcut key e ကိုနှိပ်ပြီးတော့ eraser tool လေးခေါ်လိုက်မယ် ပြီးသွားပြီဆိုရင်တော့ဒီမှာကျွန်တော်တို့ကကိုမလိုအပ်တဲ့အခုလိုမျိုးအမဲအောင်လိုင်းလေးတွေကိုမောက်နဲ့ကျွန်တော်တို့ကပွတ်ဆွဲပြီးတော့မှဖြတ်ခဲလိုက်လို့ရပါတယ်အခုလိုမျိုးပုံစံအနေထားလေးကျွန်တော်တို့ရသွားပြီဆိုရင်တော့သူ့ရဲ့လေယာလေးပေါ်မှာကျွန်တော်တို့နှစ်ချက်နေပြီးတော့ blending option ပေါက်လေးကျွန်တော်တို့ဖွင့်ခဲ့လိုက်မယ်။ပြီးပြီဆိုရင်တော့အစောနောက်ကလိုပဲ order key ကိုလက်ကဖိပြီးတော့သူ့ရဲ့ကျွန်တော်တို့ကဒီမှာအတုံးလေးတွေမှာအနှဲငယ်ကျွန်တော်တို့ကအတိုးလျှော့လေးတွေလုပ်ခဲ့လိုက်ပါမယ်။ ။ဟောဒီရဲ့ပုံစံနေထားလောက်လေးကျွန်တော်တို့ကြိုက်ပြီး okay လေးနေလိုက်ပါမယ်။ color ရောင်လေးနည်းနည်းလေးထပ်ပြီးတော့တင်လိုက်ပါမယ်။ control ရဲ့အန်လရဲ့နှိပ်ပြီးတော့ level ဆိုတဲ့ဘောက်လေးခေါ်မယ်။ပြီးသွားပြီဆိုရင်တော့ဒီမှာအနှဲငယ်ကျွန်တော်တို့ကအရောင်လေးကိုထပ်ပြီးတော့မှတင်ခဲလိုက်မယ်။ okay လေးနှိပ်ခဲလိုက်ပါမယ်။ control နဲ့ amn နှိပ်ပြီးတော့ cut ဆိုတဲ့ဘောက်လေးဖွင့်မယ်။ပြီးရင်တော့ဒီမှာ color ရောင်ကိုနည်းနည်းလေးကျွန်တော်တို့ကအဖြူဘက်ကိုသွားလိုက်မယ်။ okay လေးပေးလိုက်ပါမယ်။ဒါဆိုရင်တော့ကျွန်တော်တို့အခုလိုမျိုးစတေကပုံစံ ကျွန်တော်တို့အင်ဂျီလေးကျွန်တော်တို့ရရှိသွားပြီဖြစ်ပါတယ်ဒီတော့အခုလွန်ပြောကျွန်တော်တို့ကအင်ဂျီပုံလေးတွေကိုကိုကိုတိုင်းလိုက်ပြီးတော့မှကျွန်တော်တို့ကလေ့ကျင့်ကြည့်ပေးမယ်အကယ်၍ကိုကိုတိုင်းလေ့ကျင့်တဲ့အခါမှာမရတဲ့နေရာလေးတွေရှိတယ်ကျွန်တော်သင်ပေးတာနားမလည်လိုက်တဲ့နေရာလေးတွေရှိတယ်ဆိုရင်လည်းကျွန်တော်ပြန်ပြီးတော့မှမေးမြန်းပေးလို့ရပါတယ်အကယ်၍ကိုကိုတိုင်းလေ့ကျင့်ပြီးသွားပြီအမှန်တကယ်လည်းအခုလွန်မျိုး plain t-shirt အင်ဂျီလေးတွေပေါ်မှာ အခုလိုစတီကာအယုတ်ပုံစံလေးတွေကိုကိုကိုတိုင်ပြုလုပ်တတ်နေပါပြီဆိုရင်တော့ဒီသင်ခန်းစာရဲ့ကွန်မန့်လေးမှာ DONE dance ဆိုပြီးတော့ရေးခဲ့ပေးပါဦးခင်ဗျာပြီးရင်ကိုလစ်ချက်ထားတဲ့ပုံလေးတွေကိုလည်း screenshot လေးရိုက်ပြီးတော့ဒီသင်ခန်းစာရဲ့ကွန်မန့်လေးမှာမှတ်ခဲ့ပေးပါဦးခင်ဗျာဒီတော့ကွန်ပျူတာကိုကျွန်တော်တို့ screenshot ရိုက်တာလေးလည်းတခါတည်းပြပေးသွားပါမယ်အခုလိုမျိုးကျွန်တော်တို့ပုံလေးတွေလေ့ကျင့်ပြီးသွားလို့ကိုလေ့ကျင့်ထားတဲ့ပုံလေးကိုကျွန်တော်တို့ screenshot ရိုက်ချင်တဲ့ဆိုရင်အလွယ်တကူပဲ keyboard ကနေပြီးတော့ keyboard shortcut နဲ့ ဝင်းဒိုးရဲ့ရှေ့ရဲ့ S ရဲ့ကိုကျွန်တော်တို့တွဲပြီးတော့နှိပ်ပေးလိုက်မယ်အခုလိုမျိုး screenshot ရိုက်လို့ရတဲ့ပုံလေးကြလာပါလိမ့်မယ်ဒီတော့မှကိုရိုက်ချင်တဲ့နေရာလေးကိုပေါက်နဲ့ဖိဆွဲပြီးတော့အခုလိုမျိုးလေးရိုက်လိုက်ပါမယ်မောက်ကိုလွတ်လိုက်တာနဲ့တပြိုင်တည်း screenshot ကျွန်တော်တို့ရိုက်ပြီးသားလေးကျွန်တော်တို့ရလာပါလိမ့်မယ်ဒီတော့ဒီရက်ဓာတ်ပုံလေးကိုကျွန်တော်တို့ click တစ်ချက်နှိပ်မယ် control ရဲ့ S ရဲ့ကျွန်တော်တို့ကနှိပ်ပြီးတော့ကိုယ့်ရဲ့ computer မှာဘယ်နေရာမှာသိမ်းချင်လဲ ိုသိမ့်ကျင်တဲ့ဖိုင်လန်းချောင်းလေးကိုရွေးပြီးတော့စေကလိုက်လို့ရပါတယ်။ဒါဆိုအားလုံးနားလည်လောက်မယ်လို့ထင်ပါတယ်။ကျွန်တော်ဒီရဲ့သင်ခန်းစာလေးကိုဒီမှာပဲရှင်းနာလိုက်ပါမယ်။အားလုံးအဆင်ပြေကြပါစေခင်ဗျာ။